ားလုံးပဲမင်္ဂလာပါဆိုတော့ဒီကတော့ spiritual awakening နဲ့ပတ်သက်တဲ့ podcast လေးပဲဖြစ်ပါတယ်ဒီကမှာတော့ကျွန်တော် spiritual awakening ဘလို့ဖြစ်လဲပေါ့နော် spiritual awakening ဆိုတာဘာလဲဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြပြပေးမယ်ပေါ့နော်ဆိုတော့ဒါ spiritual awakening ဆိုတာတော့ကျွန်တော်တို့မြန်မာလိုဆိုလို့ရှိရင်စိတ်ဝိညာဉ်နှိုးထခြင်းပေါ့နော်ကိုယ့်ရဲ့အတွင်းထဲကိုတတိပိုရှိလာတဲ့အခိုက်အတန့်ဆိုလိုပါတယ်ဆိုတော့ဒါ awakening ဖြစ်တဲ့အခါမှာကိုယ့်ရဲ့အမြင်တွေလည်းပြောင်းလာမယ် ကိုကိုကိုမြင်တဲ့အမြင်ကဘာကြီးပေါ်မြင်တဲ့အမြင်ဘဝပေါ်မြင်တဲ့အမြင် အားလုံးပေါ့နော်ဒါအတွေးအသက်အမြင်အသက်နဲ့ဒါမြင်လာတာကိုဒါ spiritual awakening လို့ခေါ်ရပေါ့နော်ဆိုတော့ तू ကဘာသာရေးလည်းမဟုတ်ဘူးပြီးတော့ဒီ positive ဆိုတာမျိုးလည်းမဟုတ်ဘူးပြီးတော့ပြည့်ပြည့်စုံတဲ့ဆိုတာမျိုးလည်းမဟုတ်ဘူးပေါ့နော်ပြောအတ္တတည်တည်ယူရဲဆိုတာလည်းမဟုတ်ဘူးအဓိကဘာလဲဆိုတော့ကိုယ့်ရဲ့ higher self နဲ့ပြန်လဲပြီးတော့ ချိတ်ဆက်တာကိုခေါ်တယ်ဆိုတော့ spiritual awakening ကကြတော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကလူတိုင်းလူတိုင်းကဘဝပေါင်းများစွာပေါ့နော်ကျင့်လေဖြတ်တန်းလာတယ်ဘဝတိုင်းမှာလည်းကိုယ့်အနေနဲ့ကိုယ့်ရဲ့အကောင်းဆုံးကိုယ်တင်ယူခဲ့တဲ့ကိုယ့်ရဲ့အတိညာဉ်တဲ့မှာကိုယ့်ရဲ့ higher self ဆိုတာရှိတယ်အဲ့တော့အဲ့ higher self နဲ့ပြန်ဆက်တွေ့ရပေါ့နော်အဲ့တော့ဒီဘဝမှာကျတော့အစ်စ်ပြန်လဲမွေးဖွားလာတယ်မွေးဖွားလာတဲ့ခါမှာကျွန်တော်တို့ဒီကိုယ့်ရဲ့မွေးဖွားလာတဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးကိုယ်က ဒီလိုလုံးလဲချလဲလိုက်လာပါဘောနော်ဘွားမှာနေထိုင်ရင်ねကိုယ့်ရဲ့တကယ် higher self ကိုကိုချိတ်ဆက်မဲ့အချိန်ကြလို့ရှိရင်ဒီ awakening ကစပြီးဖြစ်တယ်ဗောနော်အဲ့ဒါဆိုလို့ရှိရင်ဒါဖြစ်ပြီးသွားရင်တေချာပေါ့ကိုယ့်ရဲ့ higher self နဲ့ကိုပြန်ဆက်သွယ်နိုင်တယ်အဲ့တော့ကိုယ့်ရဲ့အသိဉာဏ်ပုံမြင့်လာတယ်ဆိုတော့ဒီဘွားအသိဉာဏ်နဲ့မဟုတ်ဘူးယင်ဘွားအသိဉာဏ်တွေပါ လာပြီးစုပြီးတော့ကိုယ်မှာတကယ်ကိုပဲကောင်းမွန်တဲ့အခြေအနေတစ်ခုကို ရောက်လာခြင်းဆိုလိုရဲပေါ့နော်အဲ့တော့ဒါ awakening ဖြစ်တယ်ဆိုတာကိုတို့ကတကယ် higher self နဲ့ပြန်ဆက်သွယ်နိုင်တာကိုရဲ့တကယ် best version ကို ပို့ပြီးရတာမျိုးကိုဆိုလိုရဲပေါ့နော်အဲ့တော့ကိုရဲ့ပုံစံအမှန်စီကို ကိုပြန်သွားနိုင်တဲ့အခိုက်အတန့်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ကဒီ spiritual awakening ကိုအဆင့်80ဆင့်နဲ့ခွဲပြီးတော့ပြပြပေးမယ်ပေါ့နော်အဲ့တော့နံပါတ်1ပေါ့ တော့ trigger ပေါ့နော် trigger ဒါမှမဟုတ် break down ပေါ့အဲ့တော့ကိုယ့်အနေနဲ့ဘာလဲဆိုတော့ဒီဘဝမှာဒီ relationship တွေလမ်းခွဲမယ်တဲ့မလား꽌ရှင်းပြတ်ဆဲမယ်ဖောက်ပြန်ခြင်းတွေတွေ့မယ်စိတ်ဖိစီးမှုတွေပြီးစိတ်တကြမှုတွေအဲ့တော့ကိုချစ်ရတဲ့သူနဲ့ပေါ့နော်ဒါခွဲခွာရတာပေါ့အဲ့တော့ဟိုတေကွဲပေါ့နော်ဒါကိုချစ်သူကဒါဆုံးမသွားတာဒါမှမဟုတ်ကိုရဲ့မိဘဆွေမျိုးအဖိုးအဖွားပေါ့နော်ဒီလိုမျိုးဆုံးမသွားတာအဲ့လိုမျိုးပေါ့နော်စသဖြင့်ပေါ့ ဒီဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှုတစ်ခုနဲ့စပြီးတော့စတင်နေဆိုဒီဟာဖြစ်ဖို့အတွက်ကိုကျွန်တော် trigger ဝင်နေပေါ့နော်ဆိုအဲ့ဒီဆက်မှာဆိုလို့ရှိရင်ဒါအဆင့်တက်မှာကိုဘွားတခုခုမားနေပြီလို့ခံစားလာလိမ့်မယ်။ခုနကပြောတဲ့ဒီ break up တွေဘာတွေဖြစ်သွားပြီဆိုရင်တဖြည်းဖြည်းနဲ့အဲ့လိုမိကုန်နေဝင်လာတယ်။ဒါအဆင့်နှစ်လို့ခေါ်ရပါတော့။အဲ့တော့အဘလို့ဒီလူလောကရောက်လာတယ်တည်ရမလား။ဆိုတော့အပေါ်ရန်နဲ့ပြည်နေတဲ့ဘဝနဲ့မတင်းတိမ်တော့ ကိုယ်အနေနဲ့ပေါ်ဝေးလေးနဲ့တဲ့အတိတ်ပဲကို လိုက်ရှာတဲ့အဆင့်ဒီဆင့်ပါဆိုလို့ရှိရင်ဆိုတော့ energy တွေကိုပို့ပြီးတော့ခံစားလာရတယ်အရင်အထက်ပို့ပြီးတော့အစာပေါင်းများစွာပေါ့နော် ခံစားလာရတယ်ပြီးတော့ဒီအိမ်မက်တွေပေါ့နော်ထင်ထင်ရှားရှားမက်လာတယ်ဆိုတော့နံပါတ်အဆင့်လေးပေါ့အဆင့်လေးမှာကျတော့ကျွန်တော်ဒီ ego ရေရှင်းသွားတယ်တန့်စင်သွားတဲ့အဆင့် healing လုပ်တဲ့အဆင့်ရောက်လာပြီပေါ့နော် ဒီချိန်မှာဆိုရင်ကျွန်တော်တို့ကတော်တော်များတော့ဒီချိန်မှာဒီ spiritual journey ကိုရောက်လာကြအများတယ်ပေါ့နော်ချိုးကြလဲဒါဒီလူတွေနဲ့တွေ့ရဲ connection နဲ့ဆုံပြီးတော့မှဒီလမ်းကြောင်းပေါ်ရောက်လာတယ်ပေါ့နော်အဲတော့ပို့ပြီးတော့တရားထိုင်တာမျိုးတွေပို့ပြီးဘာသာရေးလုပ်ဖြစ်တာမျိုးတွေအဲ့လိုမျိုးတွေပေါ့နော်လှုပ်လာတဲ့အစဉ်ဒီဆက်မှာဆိုလို့ရှိရင်ဆိုတော့ဒီဘယ်လိုပြပြရမလဲဒီဆက်မှာဒီ healing လုပ်တဲ့အစဉ်ဆိုရင်မေသူကဘာသာတွေ့ရမလဲဆိုတော့ကလေးဘွားစိတ်တန်ရာတွေပေါ့နော် စိတ်ထင်ရတွေပြန်တွေ့ရတာမျိုးပြီးတော့ shadow walk ပေါ့ကိုယ့်ရဲ့ shadow နဲ့ကိုပြန်စုံရတာမျိုးတွေနည်းနည်းပေါ့နော် trick ဒီကားလည်းပြောမယ်ဆို trigger နည်းနည်းပါတဲ့အဆင့်လို့ပြောလို့ရတယ်ဘာလို့ဆိုအရင်အတိတ်ကဒဏ်ရာဟောင်းနေနဲ့ပြန်စုံတာဆိုကိုယ့်အနေနဲ့နည်းနည်းပေါ့နော် healing လုပ်ဖို့အတွက် push လုပ်မဲ့အဆင့်ဆိုတဲ့ခါကျတော့ဒီမှာနည်းနည်းလေးအဲနာကျင်မှုလေးတွေပေါ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီတစ်လုံးဒါထမ်းထားခဲ့တဲ့ဒါပင်ပန်းစီရယ်ပေါ့နော်စိတ်ခံစားမှုတွေထိတ်လန့်မှုတွေဒီကနေပြီးတော့ လွတ်မြောက်မဲ့အဆင့်လို့ပြောလို့ရတယ်ဆိုတော့နောက်တစ်ဆင့်အဆင့်၅ကျတော့ဒါပြောင်းလဲတဲ့အဆင့်ပေါ့အဲ့တော့အဲခုနပြောရတဲ့မဟီလင်းနဲ့လုပ်ပွားရေဆိုတော့အကျင့်အသက်တွေဒီမှာစိတ်သက်လူသက် lifestyle လေးတော်တော်လေးပြောင်းလဲသွားလိမ့်မယ်တည်မလားအိတ်ချိန်မှန်တာစားချိန်မှန်တာကိုယ်ကိုတည်မလားဂျင်းမနေဆော့မယ်အော် workout တွေတခြားလုပ်မယ်တဲ့မလားပြီးတော့ဒီ yoga ကျင့်တာမျိုးအမျိုးမျိုးပေါ့နော်ကိုယ့်ရဲ့ healthy lifestyle ကို နေချင်းဖန်တီးရဲ့အရာအစားတောက်ဆိုလဲကောင်းမွန်တဲ့အရာလေးစားရမျိုးပေါ့နော်ဆိုတော့ဒီမှာစပြီးတော့ကိုယ့်ရဲ့ပုံစံပြောင်းလဲလာလိမ့်မယ်ဆိုတော့ဒီစက်မှာဆိုရင် healthy relationship တွေဆွဲဆောင်နိုင်မယ်တဲ့မလားပို့ပြီးတော့ပေါ့ပါလာမယ်ကိုယ့်ပုံစံအမှန်နဲ့နေလို့ရတဲ့အဆင့်လို့ ပြောလို့ရပါတယ်ဆိုတော့ဒါ energy ပြောင်းရင်တော့ကိုဘွားလည်းပြောင်းတယ်ပေါ့နော်ဆိုတော့ကိုကိုတိုင်ကဒီအဆင့်ရောက်ဒီအဆင့်၅လောက်ထိရောက်ပြီဆိုတော့ねကိုရဲ့ energy ပြောင်းလာပြီအဲ့ကို energy ပြောင်းလာနေအမြကိုရဲ့ life ကလည်းပြောင်းလာတယ်တကယ်လို့ energy ပြောင်းရင် life ပြောင်းတယ်အားလုံး attract လုပ်လို့ရတယ်ဆိုတော့ကိုလိုချင်တဲ့ຢာတွေကို attract လုပ်လို့ရတာဒီအဆင့်တစ်ယောက်ပြီဆိုရင်တော်တော်များ manifestation လုပ်လို့ရှိရင်တော်တော်အဆင်ပြေတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ဒါ inner အတွင်းထဲမှာပေါ့နော် inner peace ရှိသွားပြီဆိုတော့ね ဘာဖြစ်လဲဆိုတော့အပြင်မှာလဲလာပြီးညံ့မှုရပဲအဲ့တော့ကိုက toxic ဖြစ်တဲ့လူနဲ့မတွေ့တော့ဘူး toxic ဖြစ်တဲ့ယာရင်နဲ့မတွေ့တော့ဘူးပို့ပြီးကောင်းမွန်တဲ့အခြေအနေရလာမယ်ပေါ့နော်ဒါကိုပြောချင်တာပါနောက်ကကြတော့အဆင့်6ပေါ့နော်အဆင့်6မှာကြတော့ဒီ connection အဆင့်ပေါ့နော်ဆိုတော့ဒီဖြည်းဖြည်းနဲ့အရာရာလှုပ်တင်လှုပ်ထိုက်လို့လှုပ်ရတယ်တကယ်မလှုပ်ကိုလောရမယ့်အနေထားမလို့လှုပ်ရတယ်လို့ခံစားလာနိုင်မယ်ပေါ့နော် ဆိုကိုတခုခုကလမ်းညွန်နေရတဲ့မလားဆိုကိုကလုံးဝလမ်းကြောင်းမှန်ပေါ်ရောက်နေရဲ့ကိုတခုခုကလမ်းညွန်နေလို့ကိုဒီလိုရှောက်နေရဲ့ကိုကိုအရင်ယုံကြည်မှုရှိရဲ့အဆင်ပေါ့နော်ဒီဟာလေဒါ universe နဲ့လည်းအဲဆက်သွယ်နိုင်နေဆိုရဲ့အဆင်မျိုးတဲ့မလားလုံးဝ universe ကိုလည်းယုံကြည်လာမယ် energy လည်းယုံကြည်လာမယ်အဲ့တော့ intuition လည်းအရှိအဆင်တွေထပ်ပို့ပြီးတော့အားကောင်းလာမယ်တဲ့မလားဆိုတော့အဲ့လိုနေတော့မှကျွန်တော်နောက်ဆုံးအဆင့် surrender အဆင့်ပေါ့နော် surrender state ကို ရောက်တာပါ ပြောမယ်ဆိုဒီ connection ကနေ serena ကိုပြောင်းဖို့ဆိုဈာထဲမှာအချိန်တော်တော်ပေးရတယ်ဗောနော်အချိန်တော်ပေးရတယ်ချိုးကြလဲအဲတစ်နှစ်တစ်လနှစ်လသုံးလလချိုးကြလဲနှစ်နှစ်နဲ့50နှစ်ဗောနော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီ connection အဆင့်ကနေပြီးတော့ serena အဆင့်ရောက်ဖို့ဆိုရင်တော့နှစ်နှစ်လောက်ချိန်ယူရတယ်ဗောနော် အဲနှစ်နှစ်တွင်မှာလည်းအဲ့လိုဆော်ရနာဖြစ်လိုက်ပြန်ပြီးရောက်သွားလိုက်အဲ့လိုလဲနေရပါတော့ဒီနေရာမှာလीအဲ့တော့ဒီ6နှစ်ခွင့်ကြာမှာပေါ်တလက်အောက်ဆင်းလိုက်နေကြောင်းနှစ်နှစ်လောက်ကြာခဲ့တယ်ပေါ့နော်အခုကတော့ဆော်ရနာတေချာလေးဖြစ်တယ်တေချာလေးကိုကိုတော့နားလေတယ်အားလုံးလည်းလက်ခံထားတယ်လို့ state မျိုးပေါ့နော်ငြိမ်းချမ်းတဲ့ state တော့ရောက်နေတယ်ဆိုတော့ဒါကဘယ်လိုလဲဆိုတော့ဒီ state မှာဆို control တွေမရှိရဘူးဒါအခုဒီလည်းကျွန်တော်ပြောရမယ်ဆိုပြန်ကြသေးရပေါ့နော်ဆိုတော့အခုဒီလည်းကျွန်တော်ကဒီဆော်ရနာ state ထိ ရောက်တယ်လို့လို့နဲ့နည်းလေးပြန်ဆင်းလိုက်တက်လိုက်ဖြစ်နေအခုလက်လောအနေထားပေါ့နော်ဒီ retrograde ကာလမှာဆိုကျွန်တော်နည်းပြန်ဆင်းလိုက်တက်လိုက်လောကမရောက်သေးတဲ့အနေထားဖြစ်နေတာပေါ့နော်ဆိုတော်တော်များလေးလို့ဖြစ်လိမ့်မယ်ပေါ့ကိုကို surrender ဖြစ်ပြီးလို့ထင်လိုက်ပြီးရင်ပြန်ပြီးအောက်ပြန်ဆင်းလိုက်အဲ့လိုဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော် comment တွေမှာ sharing လုပ်ပေးလို့ရတယ်ဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒါ control တွေ disorder surrender state မှာဆိုရင်တော့ control တွေမရှိရဘူး အဲ inner peace ကလည်းအလုံးဝကိုယ်စီမှာရှိနေတယ်ဆို inner peace နဲ့လုံးဝနေထိုင်သွားလို့ရတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ဘဝကိုကြတော့ဒါသူကြရတဲ့အတိုင်းအလုံးလက်ခံမယ်အလုံးကိုနားလည်မယ်ခွန့်လွန်မယ်ဒီလိုစိတ်တွေနဲ့အပြည့်ဖြစ်နေတာပေါ့နော်ဆိုတော့ unconditional love ကကိုယ်စီမှာအပြည့်ဝရနေတဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ပေါ့ဘဝပို့ပြီးတော့ balance ဖြစ်လာတယ်